ဟုတ်ကဲ့မင်္ဂလာပါဗျာ။ Two Three KMT မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျာ။မနေ့ကတော့တစ်ကိုဆိုတော့ကျွန်တော်တို့ရွေးချယ်မှုမှန်ကန်သွားတယ်ပေါ့နော်။ကျွန်တော်ဆုံးဖြတ်ချက်ချလိုက်တာတစ်ပိုင်းကိုပဲဦးစားပေးပြီးတော့ကျွန်တော်ရဲ့ break line နဲ့ချိုးလိုက်တာပေါ့နော်။အဲ့ဒီမှာတော့တစ်ကိုပါတယ်ပေါ့နော်။ကျွန်တော်ရဲ့ရွေးချယ်မှုဆုံးဖြတ်မှုမှန်ကန်သွားတယ်လို့ပြောရမှာပေါ့နော်။ ဟုတ်ကဲ့ပါဒီနေ့မှလည်းကျွန်တော်အကောင်းဆုံးကြိုးစားထားတယ်ပေါ့နော်အကိုမရောလည်းကြည်ပြီးတော့ကျန်းနှစ်သက်မှုရှိရင်တော့သုံးပါဗျဘူတန်ဝင်နိုင်တဲ့မော်နင်မှာဟုတ်ကဲ့ပါဗျာနော်မင်္ဂလာမနက်ခင်းလေးပါဗျာဒီမှာတော့ကျွန်တော်3ည6ဆိုပြီးတော့ဒဲထုတ်ရမယ့်ကဏန်းလေးပေါ့နော်ဒါလေးကိုတော့ရာထားတယ်ကိုမရောလည်းကြည်ပြီးတော့ကျန်းနှစ်သက်ရင်တော့ထဲ့ပေါ့နော် ဟုတ်ကဲ့ပါမနေ့ကတစ်ကိုပေါက်ကြသေးလားပေါ့နော်တချို့ကြလဲကျွန်တော်ပြောဟောပေါ့နော် comment တွေမှာတော့ရေးထားတာတွေ့တယ်ဗျထွက်ပြီးမှမတင်ပါနဲ့တဲ့ဘယ်လိုပြောရမလဲပေါ့နော်မထွက်ခင်ကလေးကကျွန်တော် live လွှင့်ပေးထားတာကြတော့သူတို့မတွေ့ဘူးပို့တင်ပေးကမှတွေ့တယ်ပေါ့နော်ပို့ကြတော့တွေ့တယ် live လွှင့်တာကြမတွေ့ဘူးလားမသိဘူးပေါ့နော်ညလုံးနဲ့မင်္ဂလာပါညီရဟုတ်ကဲ့ပါဗျာနော်မင်္ဂလာပါဗျာ ါထေးတဲ့မင်္ဂလာပါတဲ့ဟုတ်ကဲ့ပါဗျာနော်မင်္ဂလာပါဗျာအလုံးမန်းကိုမလို့ကလည်းလိုက်လက်မလေးနဲ့နှိပ်ပြီးတော့အားပေးပါအောင်ဗျာနော်ဟိုညော်ဆိုလည်းလိုက်မကြည့်ပဲတဲ့အဲ့လိုရေးတဲ့သူတွေဘလော့ပြရမှာတဲ့ဟုတ်ကဲ့ပါဗျာနော်အော်မိုဘိုင်းနဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာ ကျော်ဒီမှာခဲတော့ချက်မပြတော့ဘောနော်ကိုမတို့သိချာလေးတော့ကြည်ပေးပါဗျကြိုက်နှစ်တက်မှလည်းသုံးပေါ့နော်ကျော်ဒီမှာ၃ညရဲ့နှစ်ရဲ့ဒီရနှစ်ရဲ့ပေါ့နော်၃ညနှစ်နှစ်ပေါင်းချင်းဒီကျော်တို့၄ဆိုပြီးတော့ဖြစ်တယ်ဗျကျော်ဒီမှာနောက်တစ်ပြင်ဒီလဲ6ရဲ့6ရဲ့ဒီရ3ရဲ့ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီလဲ5ဆိုပြီးတော့ဖြစ်တယ်ကျော်ဒီမှာစီနီယာလေးပဲသွားမှာပေါ့နော် ။ဒါတို့ကျွန်တော်ဒီမှာနောက်တစ်ပင်ဒီ3ည6ခွန်ပေါင်းချင်းဒီလဲ6ဆိုပြီးတော့ဖြစ်တယ်ဗျ။ဒီကိုရပါတယ်တဲ့900ညီတင်တာတွေ့ရတဲ့တစ်ထိန်နဲ့ဟုတ်ကဲ့တင်ထားတာတဲ့ဟုတ်ကဲ့ပါဗျာနော်ကျော်ဝင်းနဲ့ဦးကျော်ဝေးတဲ့ညီလေးရေမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာဒါဆိုကျွန်တော်ဒီမှာပေါ့နော်3ည9ခွန်ပေါင်းချင်းဒီလဲ6ဆိုပြီးတော့ဖြစ်တယ်3ည2ညပေါင်းချင်းဒီလဲ 663ပေါင်းချင်းတီ9 39ခွန်ပေါင်းချင်းတီ6တော့ဒီ3လုံးပေါင်းချင်းတီ4ဒီ3လုံးပေါင်းချင်းတီ9ဒီ3လုံးပေါင်းချင်းတီ6တော့တွားနေတာဒီ4 5 6ဆိုပြီးတွားနေတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ဒီနေ့မှာဒီ3လုံးပေါင်းချင်းတီကျွန်ခွန်ဆိုပြီးတော့တွားမယ်ဗျဒီမှာဒီကျွန်တော်တို့68ပေါင်းချင်းဒီခွန်ဖြစ်နေတာဖြစ်တဲ့အတွက်ခွန်ဖြစ်အောင်ဆိုရင်ကျွန်တော်တို့က3ညထိတ်ထည့်ရမှာပေါ့နော် အလိုမဲ့ဒါလေးကိုနားနားလည်မဲ့ထင်ပါတယ်ဗျာဟိုဘာဒီတဲ့တိထိတ်ဆွဲလိုက်တာပောက်တယ်တဲ့ဟုတ်ကဲ့ပါဗျာနော်တုံညာကိုလားတဲ့ဆရာထိုးရမှာလားတဲ့ဟုတ်ပါတယ်ဗျာနော်တုံညာကိုကလည်းထည့်ပြီးထိုးရမှာပါဖြစ်ပါတယ်ဗျာကျော်ဒီမှာပေါ့နော်တုံညာနှစ်နှစ်ပေါင်းချင်း၄၆၆၃ပေါင်းချင်းဒီ၅တုံညာကိုခွန်ပေါင်းချင်းဒီ၆ကိုရှိတုံညာပေါင်းချင်းဒီကျွန်တော်တို့ခွန်းပေါ့နော်ဒါဆိုကျတော့ဒီမှာထိတ်စီးဒီတုံညာထိတ်စီးလေးတွေ့တယ်ဗျဒါဆိုရင်နောက်ပိတ်လိုင်းလေးပေါ့နော် 1ရဲ့6ရဲ့ဒီက9ရဲ့ပေါ့နော်1 6 9ပေါင်းခြင်းဒီကျွန်တော်တို့6ဆိုပြီးတော့ဖြစ်တယ်နောက်တစ်ပင်ဒီ9 3 8ပေါင်းခြင်းဒီခွန်ဆိုပြီးတော့ဖြစ်တယ်ဗျနောက်တစ်ပင်ဒီလည်း8 9ပေါင်းခြင်းဒီ8ဆိုပြီးတော့ဖြစ်တယ်ပေါ့နော်ဒီ3လုံးပေါင်းခြင်းဒီ6ဒီ3လုံးပေါင်းခြင်းဒီခွန်းဒီ3လုံးပေါင်းခြင်းဒီ8ဒါဆိုကျွန်တော်ဒီမှာဒီ3လုံးပေါင်းခြင်းဒီ9လို့ဖြစ်မှာဆိုရင်9 1ပေါင်းခြင်းဒီ3ညာဖြစ်နေတာဖြစ်တဲ့အတွက် ကိုဖြစ်အောင်ဆိုရင်ကျွန်တော်တို့ကိုနောက်ပိတ်ဆိုပြီးတော့ထည့်ရမယ်ဗျအဲ့လိုမဲ့နားလဲမယ်လို့လည်းထင်တယ်ပေါ့နော်ကြိုက်နှစ်သက်မှုရှိမှလည်းသုံးပါဗျကြိုးကြိုးလည်းမောင်းနေမှာဆရာလည်းကြမ်းမှာချမ်းသာပါစေတဲ့ဟုတ်ကဲ့ပါဗျနော်ပြည့်ရစုနဲ့ပြည့်စုံပါစေဗျဒါဆိုရင်ကျွန်တော်ဒီမှာ နိုင်နဲ့ကျေးဇူးပါတဲ့ဟုတ်ကဲ့ပါပြောနော်ညူးစားတဲ့တစ်ထိတ်ထိုးတာတဲ့ထောင်းမိုးရတယ်တဲ့ဟုတ်ကဲ့ပါဗျမြင်လုံနဲ့နားလဲတဲ့ညီးတဲ့ဟုတ်ကဲ့ပါဗျာနော်ဒါဆိုရင်ကျတော့ဒီမှာခွင်ရ6ရဒီက6ရပေါ့နော်ဒီ3လုံးပေါင်းချင်းဒီကျွန်တော်တို့6ဆိုတော့6ပိုင်ပေါ့နော်ပေါင်းချင်း6ဖြစ်လို့ကျွန်တော်တို့ဒီမှာဒီ6ပိုင်ဗျာ ခွင်ရ6ရပေါင်းချင်းတီ3 3နဲ့တရ6နဲ့ပေါင်းတော့9ပေါင်းချင်း9ဖြစ်လို့ကျွန်တော်တို့9ပိုင်မှာ2 9ဆိုပြီးတော့ထွက်တယ်။နောက်တစ်ပြင်တီလဲ2ရ9ရပေါင်းချင်းတီ1 1နဲ့တရ2နဲ့ပေါင်းတော့3 2 9 2ပေါင်းချင်းတီ3ဖြစ်လို့ကျွန်တော်ဒီမှာတီ3ပိုင်းဗျ3ပိုင်းမှာလဲကျွန်တော်တို့38ဆိုပြီးတော့ထွက်တယ်ဗျ ဒါဆိုကြောဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီလဲ3ရဲ့8ရဲ့ပုံချင်းဒီ1 1နဲ့ဒီရဲ့6နဲ့ပုံတော့ခွန်း6 8 3ပုံချင်းဒီခွန်းဖြစ်လို့ကျွန်တော်တို့ဒီမှာဒီခွန်းပိုင်ဗျတော့ဒီခွန်းပိုင်မှာလဲခွန်း1ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုကြောဒီနေ့မှာဒီလုံးမိုက်ဆိုင်လေးကထပ်ပေးမယ်ဆိုရင်ခွန်းရဲ့1ရဲ့ပုံချင်းဒီ8 8နဲ့ဒီရဲ့2နဲ့ပုံတော့3ည နှစ်တက်ခွန်ပေါင်းခြင်းတည်တုံညာဖြစ်လို့ကျွန်တော်ဒီမှာတည်တုံညာပိုင်ပြဒီလိုမိုက်ဆက်လေးထပ်ပေးမယ်ဆိုရင်ကျွန်တော်တုံညာပိုင်ပေါ့နော်ဒီမှာခွန်66ပေါင်းခြင်း6ဖြစ်လို့6ပိုင်မှာ2 6ထွက်တယ်နောက်တစ်ပိုင်တည်2 6နှစ်ပေါင်းခြင်းတည်ကျွန်တော်3ဖြစ်လို့3ပိုင်မှာ3 8ဆိုပြီးတော့ထွက်တယ်ဗျနောက်တစ်ပိုင်တည်လည်း6 8 3ပေါင်းခြင်းတည်ခွန်ဖြစ်လို့ခွန်ပိုင်မှာကျွန်တော်တို့ခွန်1ဆိုပြီးတော့ထွက်တယ် ဒါကြောင့်မို့ဒီနေ့မှာလုံးမိုင်လေးဒီနှင်းရဲ့တဲ့ရဲ့ခွင်ရဲ့ပေါင်းချင်းဒီတုံညာဖြစ်လို့ကျွန်တော်ဒီမှာဒီတုံညာပိုင်ပေါ့နော်ကြောဒီတုံညာပိုင်လေးကိုနောက်ထပ်ဝန်ချင်းတစ်ခုနဲ့တွဲရင်ပြီပေါ့လေးပေါ့နော် 6ရက်2ရက်ဒီက6ရက်ဒီ3လုံးပေါင်းခြင်းဒီ4ဖြစ်လို့4ရက်နှစ်ခတ်ဒီနဲ့4နှစ်ဒီကျော်ဒီမှာအချိန်မြတ်ကျော်ဒီမှာ4နှစ်အချိန်မှာနှစ်ကိုထွက်တော့နှစ်ထီတယ်ဒီမှာဒီကျော်တို့6ပိုင်းကိုဒီဘက်က4နှစ်နဲ့တွဲရင်6 4 6နှစ်ပေါ့နော်အဲ့ဒီနှစ်ကွက်မှာကျော်တို့နှစ်ကိုဆိုပြီးတော့ထွက်တယ်ဗျာ ါဆိုကြောဒီမှာနောက်တပင်ပေါ့နော်နောက်တပင်ဒီလဲနှစ်ရ6ရပေါင်းချင်းဒီ6ရှစ်နဲ့ဒီက3ညနဲ့ပေါင်းတော့6ဒီ3လုံးပေါင်းချင်းဒီ6ဖြစ်လို့6ရနှစ်ခတ်ဒီ8 8တက်ဒီလဲကျွန်တော်တို့ဒီမှာအချိန်မြတ်တော့ဒီ8တက်အချိန်မှာလဲ3 8ထွက်တော့8ထီတယ်ဒီမှာဆိုလဲကျွန်တော်တို့ဒီဘက်က3ပိုင်းကိုဒီ8တက်နဲ့တွဲရင်3 8 3တက်ဆိုတဲ့ကဏ္ဍ2ကွက်မှာ3 8ဆိုပြီးတော့ထွက်တယ်ဗျာ ဒါဆိုကျွန်တော်ဒီမှာလဲနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီလဲ3ရဲ့6ရဲ့ပေါင်းချင်းဒီ2နှစ်နဲ့ဒီရ6နဲ့ပေါင်းတော့1ဒီ3လုံးပေါင်းချင်းဒီ1ဖြစ်လို့1ရဲ့နှက်ခတ်ဒီ8 8ဒီလဲကျွန်တော်တို့ဒီမှာအချိန်မြတ်ဒီ dish အချိန်မှာလဲခွန်တက်ထွက်တော့တက်ထီတယ်ဒီမှာဒီကျွန်တော်တို့ဒီခွန်ပိုင်းကိုဒီ dish နဲ့တွဲရင် ခွန်တက်ခွန်ရှစ်ဆိုတဲ့ကဏ္ဍနှစ်ကွက်မှာလဲခွန်တက်ဆိုပြီးတော့ထွက်တယ်ဗျ အလုံးမဲ့နားလိုက်မလို့ထင်တယ်ပေါ့နော်အကိုမတို့လိုက်လက်မလေးတွေနှိပ်ပေးပါဦးဗျဒါဆိုကျွန်တော်ဒီမှာဒီနေ့အတွက်ပေါ့နော်1 chain လေးဒီခွင်ရ၈ရပေါင်းချင်းဒီ9 9နဲ့ဒီက1နဲ့ပေါင်းတော့6ခွင်၈1ပေါင်းချင်းဒီ6ဖြစ်လို့6ရဲ့နှက်ခတ်ဒီကို6 9ဒီကျွန်တော်ဒီမှာအချိန်ဗျကျော်ဒီမှာ၃ညပိုင်းကို6 9နဲ့တွဲရင်၃ည6 3ည6ဆိုပြီးတော့ကနန်းနှစ်ွက်ပေါ့နော်အဲ့ဒီမှာမှကျွန်တော်တို့ 3 3 6 3 6ရဲ့မှာ3 6ဒီကျွန်တော်ဒဲထုတ်အောင်ခဏလေးတွေးနေလဲပေါ့နော်ကိုမတို့ကြိုက်ရင်တော့3ပါဗျာဥစားနိုင်နဲ့မင်္ဂလာပါတဲ့ဟုတ်ကဲ့မင်္ဂလာပါဗျာအားလုံးပဲနားလည်မလို့လည်းထင်တယ်ပေါ့နော်ကြိုက်နေတဲ့မှုရှိမှလည်း3ပါဗျာတူးဒီမှာတော့အပိုင်ရလို့တော့မရှိဘူးပေါ့နော်ဒါဆိုရင်ကျွန်တော်နောက်ထပ်1ချိန်လေးပေါ့နော်ကျွန်တော်ကတော့ဒီနေ့မှာကျွန်တော်ရရတဲ့1ချိန်တွေကိုကျွန်တော် brain နဲ့ချုပ်မှာပေါ့နော် 6ရဲ့6ရဲ့3ရရဲ့ဒီ3လုံးပေါင်းချင်းဒီနှစ်ဖြစ်လို့နှစ်ရဲ့နှစ်ခက်ဒီလေးနှစ်လေးဒီလေးကျွန်တော်ဒီမှာအချိန်ပြဒီနှစ်လေးအချိန်မှာလဲနှစ်6ဆိုတော့နှစ်ထီတယ်နောက်တစ်ပင်ဒီလေးကျွန်တော်တို့6ရဲ့3ရရဲ့ဒီက6ရဲ့6 3ရ6ပေါင်းချင်းဒီ5ဖြစ်လို့5ရဲ့နှစ်ခက်ဒီ3 5 3ဒီကျွန်တော်ဒီမှာအချိန်ပြဒီ5 3အချိန်မှာလဲ3 8ထွက်တော့3ထီတယ် ဝိမေထုတဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျညီနေတဲ့ခွန်ကားလို့တကွဲကောင်းလို့ကျင်နေတဲ့ဟုတ်ကဲ့ပါဗျာနော်ဒါပေကျွန်တော်ဒီမှာနောက်တစ်ပင်ဒီ၈ရက်၉ရက်ပေါင်းချင်းဒီခွန်ခွန်နဲ့ဒီရ၃ညနဲ့ပေါင်းတော့လဲခွန်၈၉၃ညပေါင်းချင်းဒီခွန်ဖြစ်လို့ခွန်ရဲ့နှက်ခတ်ဒီ၃ညခွန်၃ညဒီကျော်ဒီမှာအချိန်ဗျဒီခွန်၃ညအချိန်မှာလဲခွန်တက်ထွက်တော့ခွန်ထိတယ်ဒါဆိုရင်ကျော်ဒီမှာဒီနေ့အတွက်ဝမ်းချင်းလေးဒီပေါ့နော် တဲ့ရဲ့တဲ့ရဲ့ပေါင်းချင်းတီနှင်းနှင်းနဲ့တရား6နဲ့ပေါင်းတော့တက်ဒီ3လုံးပေါင်းချင်းတီတက်ဖြစ်လို့တဲ့ရဲ့နှစ်ခတ်တီရှိတက်ရှိတီလဲကျွန်တော်ဒီမှာအချိန်ပြဒီ1ချိန်လမ်းလေးလဲကျွန်တော်တို့မှန်ကန်နေတယ်ပေါ့နော်နှစ်လေးအချိန်နှစ်လေးအချိန်မှာတော့နှစ်ပိုင်းပေးပြီးနှစ်ကိုထွက်တယ်ရှစ်တက်အချိန်5 3အချိန်မှာတော့ကျွန်တော်တို့3 8ဆိုပြီးတော့ပြီးပေါက်ထွက်တယ်ဗျဒီမှာလဲတက်ရှိအချိန်ခွန်3ညအချိန်မှာလဲကျွန်တော်တို့ ခွန်တက်ဆိုပြီးတော့အပြိပောက်ထွက်တယ်ပေါ့နော်ဒီမှာလဲကျွန်တော်တို့69အချိန်18အချိန်အပြိပောက်ပေးမလားပေါ့နော်ကျွန်တော်ကတော့ဒီကောင်ကို6918ဆိုတဲ့ကီလေးလုံးကိုကျွန်တော်အခုပြမယ်ဘရိတ်ဒီနဲ့ပဲကျွန်တော်ချုပ်မှာပေါ့နော်တော်တော်တဲ့တုံညတည်တယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ဒီစတာဦးရဲ့ကျေးဇူးပါတဲ့ဟုတ်ကဲ့ပါဗျာအားသုံးတုံညအထီးတဲ့ကျော်ဆန်းဟုတ်ကဲ့ဗျာနော် ကျွန်တော်ဒီမှာပေါ့နော်ဒီ3ည9ဆိုတာလေးကိုကျွန်တော်ပြန်ပြမရ2639ပေါင်းချင်းတီ8ဖြစ်လို့8ရဲ့နှစ်ခက်တီ1အဲ့ဒီတက်တီပြည်38ဆိုပြီးတော့ထွက်တယ်နောက်တစ်ပြန်တီ399ပေါင်းချင်းတီကျော်တော့1ပေါ့နော်399ပေါင်းချင်းတီ1ဖြစ်လို့1ရဲ့နှစ်ခက်တီ8အဲ့ဒီ8တီပြည်91ဆိုပြီးတော့ထွက်တယ်ဗျဒီမှာကျွန်တော်တို့ခွန်81ပေါင်းချင်းတီ6ဖြစ်လို့6ရဲ့နှစ်ခက်တီ9အဲ့ဒီ9တီပြည်ဆိုရင်ကျွန်တော်တို့က399တီလဲ တကွက်ကောင်းအနေနဲ့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီမှာ break ကတော့တူညီတဲ့ break နှစ်လိုင်းပေါ့နော်ကြောဒီမှာနှစ်ချပေါင်းခြင်း၈ဖြစ်လို့၈၈၁ break ပေါ့နော်ဒီမှာ၈၁ break မှာနှစ်၉ဆိုပြီး၁ break တစ်တုံညာပေါင်းခြင်း၁ဖြစ်လို့၁၈ break မှာ၃၈ဆိုပြီးတော့၁ break ကိုကိုပေါင်းခြင်းဒီ၈ဖြစ်လို့၈နှစ်ခက်၁၈၁ break မှာလဲခွန်၁ဆိုတော့၈ break ပြဒီမှာကျွန်တော်တို့၈၁ပေါင်းခြင်းဒီ၉ဖြစ်လို့ 6နှစ်ခတ်တီ6 6တီပြိတ်ပေါ့နော်အပြည့်ယူမဆိုရင်6 6တီပြိတ်ကြော်ဒီမှာလဲ2 6ပေါင်းချင်း10ဖြစ်လို့10 3တီဒီမှာပြိတ်ပေါ့နော်29ဆိုပြီး10ပြိတ်ထွက်တယ်63ညပေါင်းချင်းဒီ6ဖြစ်လို့6ပါဝါ1 6နှစ်ခက်9 69ပြိတ်မှာလဲ38ဆိုတော့1ပြိတ်ပြဒီမှာလဲ99ပေါင်းချင်းဒီ10ဖြစ်လို့83 1ဒီဒီမှာပြိတ်ပေါ့နော်83ပြိတ်မှာခွန်1ဆိုတော့ကျွန်တော်တို့10ပြိတ်ထွက်တယ်ဒါဆိုကျွန်တော်ဒီမှာ81ပေါင်းချင်းဒီ9ဖြစ်လို့ 6လေး6ဒီ break ဒီ6လေး6 break ဒီကြောင့်ဒီဇောင်းပေါင်းချင်းဒီလဲ6လေး6 break ရတယ်ဒီဇောင်းပေါင်းချင်းဒီလဲ6လေး6 break ရတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ကဒီမှာ6 9 8ဆိုတဲ့ key လေးလုံးကိုပဲကျွန်တော်က6လေး6 break ရအောင်တွဲပေးမှာဗျာအကူမောက်လည်းနားလည်းမလို့ရထင်တယ်ပေါ့နော်၄5တလုံးလာမယ်ထင်တယ်တဲ့၄5တလုံးလည်းတို့ညမတက်ကြရက်အမှားတွေ့ထားလို့ဒါဟုတ်ကဲ့ပါဗျာနော် သူများတွေ့ပြနေကိုကောင်းမြတ်ထွေးတဲ့ရှစ်တေတဲ့ဟုတ်ကဲ့ဗျာနော်တကယ်လို့ကိုမတို့ကဒီထဲမှာပေါ့နော်တချို့ကြလဲ၃ညတေတယ်တချို့က၈တေတယ်ဆိုရင်ကျွန်တော်တို့ဒီ၃ညနဲ့၈ကိုဖယ်ပြီးတော့ကျွန်တော်တို့ဒီမှာ6 1 9ကီပေါ့နော်ဒီ6 1 9ကီကိုကျွန်တော်တို့အခုကျွန်တော်ပြောမယ်ဗရိတ်လေးကိုကိုလေး6ဗရိတ်လေးကိုတွဲပြီးတော့ကစားပါဗျာ တို့စီမှာတော့အမှားမှန်တော့ရှိတယ်ပေါ့နော်ကျွန်တော်ကတော့ဒီမှာကျွန်တော်ကြိုင်းနှစ်တက်ရာကိုပဲဦးစားပေးပြီးတော့စီပေးလိုက်မယ်ဗျာ ယလီရဲ့၃ညကြိုက်နေတာတဲ့ဟုတ်ကဲ့ပါဗျာနော်၃ညကြိုက်ရင်တော့၃ည၉၃ည၄၃ည၆ပေါ့နော်ကျွန်တော်ရဲ့ break line အမှန်ကဲမယ်ဆိုရင်၃ည၉၃ည၄၃ည၆ဆိုပြီးတော့ခဏ၃ွက်ထိုးရမယ်ဗျာ၃ညကြိုက်ရင်ပေါ့နော် မြင်လို့နဲ့ကနန်းတက်တဲ့သူတွေပေါက်ဖို့နည်းပါတယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ထက်နေအောင်နဲ့ပျောက်ကနန်းလာနိုင်လားတဲ့ထုံဝင်းနဲ့ကနန်းမှသေးတယ်မရှိဘူးတဲ့ဟုတ်ကဲ့ဗျာနော်တစ်ကြိမ်ထိုးရင်တစ်လုံးတော့တက်တဲ့ထွက်ရင်ရင်မခုန်ဘူးတဲ့ဟုတ်ကဲ့ပါဗျာနော်ကျွန်တော်ဒီမှာ တုံညာကိုတော့ကျွန်တော်ဟိုမဖြစ်လိုက်ဘူးပေါ့နော်တုံညာကတော့လုံးမိုင်းတော့တွေ့တယ်ဒါပေမဲ့ဒီလိုလုံးမိုင်းလေးတွေကလည်းကျွန်တော်တို့ကျွန်တော်တို့ကိုင်းတဲ့အချိန်မှာမှားတတ်တာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တုံညာကိုတော့ဥစားမပေးလိုက်ဘူးဘာမှမဟုတ်ဘူးဆောင်းကြတယ် ကျွန်တော်ဒီမှာကျွန်တော်က6918 key ဝင်ယူပြီးတော့646 break ပေါ့နော်6နဲ့ဆိုလဲ63ဆိုလဲ9 break 68ဆိုလဲ4 break 60ဆိုလဲ6 break 9နဲ့ဆိုလဲ90ဆိုလဲ9 break 95ဆိုလဲ4 break 9ခွန်ဆိုလဲ6 break ကျွန်တော်1နဲ့ဆိုလဲ18ဆိုလဲ9 break 13ဆိုလဲ4 break 15ဆိုလဲ6 break ပြတ်ကျွန်တော်ဒီမှာ8နဲ့ဆိုလဲကျွန်တော်တို့ကပါပြီးသားပေါ့နော်ဒီမှာ68ဆိုလဲ4 break ပါမယ်8တက်ဆိုလဲ9 break 10ပူးဆိုလဲ6 break ကျွန်တော်ဒီမှာ၄၅တီကျွန်တော်တို့ ကြံကနဲနှလုံးဖြစ်တယ်ပေါ့နော်၄ရက်၅ရက်ဒီကြံကနဲနှလုံးဖြစ်တယ်တောက်ကြံနေမနဲ့မှာပေါ့နော်တခါတည်းရမှာကျွန်တော်တို့တွဲပြီးတော့ဆင်းပစ်တတ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဗရိတ်နဲ့လည်းကျွန်တော်ရဲ့ဗရိတ်ကလည်းမှန်မယ်ဆိုရင်၉၄၆ဗရိတ်ဖြစ်နေတာဖြစ်တဲ့အတွက်ဒီနှလုံးဒီလည်းတွဲ၍ထွက်သွားနိုင်တယ်လို့ထင်လို့ပေါ့နော်ကျွန်တော်၄၅ဆိုပြီးတော့တကွက်ကောင်းတကွက်ထက်ထဲတာပေါ့နော်တုံးနဲ့တုံညာလေးကောင်းနေတယ်ညီလေးရေတဲ့ဟုတ်ကဲ့ပါဗျာနော် ကျွန်တော်ကျွန်တော်ကြိုက်တာဟုတ်ပဲကျွန်တော်ဒီမှာတကွက်ကောင်းရွေးပေးလိုက်မယ်ပေါ့နော်ဒီထဲမှာမှကျွန်တော်ကြိုက်တာဒီ6 8ဒီတကွက်ကောင်းမှာပြဟုတ်ကဲ့ပါကျွန်တော်တွက်ပြတဲ့ကဏန်းလေးဒီလဲပေါကဏန်းလေးဖြစ်ပါစေဗျကိုမတို့ကြိုက်တဲ့ကဏန်းဒီလဲအမောင်းနဲ့မနဲ့3ည2 4 6 8အထိမှပေါက်မယ်တဲ့အမခတ်ပါရဲ့တဲ့မမမထွက်ပါတဲ့ဟုတ်ကဲ့ပါဗျာနော် ဒီလေးရဲ့60ကြိုက်တယ်တဲ့ဟုတ်ကဲ့ပါဗျာเนาะအကြိုက်ဒီပေါက်ကနန်လေးဖြစ်ပါစေဗျာကျွန်တော်တွက်ပြတဲ့ကနန်လေးဒီလည်းပေါက်ကနန်လေးဖြစ်ပါစေကိုမတို့ကြိုက်တဲ့ကနန်ဒီလည်း7နှစ်ကြီးတမိနဲ့ထွက်မဲ့ကနန်နဲ့ထက်တူကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဗျာကျွန်တော်လိုက်ကိုကြည့်ရှုအားပေးခဲ့ကြသူတိုင်းစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့လည်းပြည့်စုံကြပါစေ channel ကို subscribe နဲ့ဒီလည်းကိုမတို့ရလည်း subscribe နဲ့ပေးဖို့တောင်းဆိုပါတယ်ဗျာမျိုးလည်း68ကောင်းတယ်တဲ့ကိုကိုမူကြောင်းနဲ့ဟုတ်ကဲ့ပါဗျာเนาะအားလုံးပဲကံကောင်းကြပါစေဘိုင်းဘိုင်း see you ပါအားလုံးပဲ